မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော့ဧကကနိပတ်တေကနပတ်133ကတာတနာဇတ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇတ်တော်ကတော့နေတော်ရက်မှာဘေးပြစ်မီကိုတည်တဖြစ်ငှက်အပေါင်းအဆုံးမကပြောင်းရွှေ့သွားတော့ငှက်မြင်းကြောင်းကိုအောက်ပါအတိုင်းဖော်ပြပြထားတာပဲဖြစ်ပါတယ်ရှင်နလူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဝေလူဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ယဟန်တပါးသည်မြတ်စွာဘုရားထံကမ္မထံကိုယူ၍ပိစံတရရွာငယ်တစ်ခုကိုအမိပြုကာတောကျောင်း၌ဝါကက်လေ၏နောက်တနေ့နက်နက်ဆုံးကန်သွားလက်တော်ကျောင်းကိုမီးလောင်သည့်ဖြင့်နေစရာမရှိဆင်းရဲပင်မန်းသည့်အတွက်ဒေဂါတို့အားအကြောင်းကြားလေ၏ဒေဂါတို့သည်လက်ထုံပြီးမှဆောင်မည် မျိုးကျဲပြီးမှစောင့်မြေစသည်ဖြစ် နေရရွှေကမဆောက်ဖြစ်ပဲဝါကျွတ်လေ၏ယဟန်လည်းတယောက်ပတ်သောအကြောင်းကိုမရသည်ဖြစ် ကမ္မထံအပြီးတို့မရောက်နမိတ်မျှပင်မထင်ပေး ဝါကျွတ်တော်အခါမြတ်စွာဘုရားထံဖိုးမျောရောက်၍မြတ်စွာဘုရားသည်ထိုယဟန်အားစိတ္တယဟန်တင့်အားကမ္မထန်းနေရတော်နေရာကိုရပါ၏လို့ဟုမေးတော်မူ၏ယဟန်လည်းရှင်ဘုရားလျှောက်ပတ်တော်နေရာကိုမရပါဟုလျှောက်ထားလေ၏ထိုအခါမြတ်စွာဘုရားသည်စိတ္တယဟန်ရှေးအခါတိရိစ္ဆာန်တို့ပင်လျှောက်ပတ်သည်မလျှောက်ပတ်သည်ကိုတည်သည့်ဖြစ် လျောက်ပတ်တော်အခါနေ၍မလျောက်ပတ်တော်အခါစွန့်လွန်ကသွားကြသည်တင်ကအဘဲကြောင့်မိမိနှင့်လျောက်ပတ်သည် မလျောက်ပတ်သည်ကိုမတိတနည်းဟုမိတော်မူကအောက်ပါအသေးဆက်ကို ဆောင်းတော်မူသည်လွန်လေပြီးသောအခါဗဒနတိပြည်ဝဲပြမတက်မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ငှက်မျိုး၌ဖြစ်၍တိကြလိမ်မာသောအခါငှက်မင်းဖြစ်လျက်ငှက်ပေါင်းချေရန်ကတောရက်ဝဲဇာတက်တရ အယနီ၌ပေါ့၍အွယ်အခက်နေပြေဆုံးသောတိပင်ကြီးတစ်ခုကိုအမိပြုကာနေထိုင်လေ၏ညစွာတော်ငှက်တို့သည်ရေအားအထက်တွင်ဖုံးအိုလျက်ရှိသောတိခက်တို့၌နေက ကိုမဖြစ်သောအညစ်အကြေတို့ကိုရေထဲသို့ကြားစေကုန်၏တို့ဇာတတရအိုင်၌လည်းကျန်းသန်းတော်နဂါမင်းသည်နေ၏ထိုနဂါမင်းသည်ဤငှက်ပေါင်းတို့ကငါဤနေရာဇာတတရအိုင်၌ ကိုမဖြစ်သောအညစ်ကြေတို့ကိုခြားကြသည်ငါသည်ရေမမိထစေ၍တစ်ပင်ကိုလောင်စေလျက်ငှက်တို့ကိုပြေးစေရမူကောင်းလိမ့်မည်ဟုကြံစီကအမျက်ထွက်တည်ဖြစ်၍ညံ့အခါတစ်ပင်ထက်ဝဲငှက်တို့အိတ်သောအခါရှိဥစွာရေကိုကြိုက်ကြိုက်ဆူစေ၏နှစ်ကြိမ်မြောက်၌အခိုးထစေ၏သုံးကြိမ်မြောက်၌ထန်းလုံးပမာဏရှိမိလျံကိုထစေ၏ထွာကငှက်မင်းသည် ရေမမိလျံကိုမြင်၍ ။အိုငှက်အပေါင်းတို့မီးလောင်ရင်ရေပြည့်ငင်းတဲရသည်မဟုတ်ပါလော။ယခုအခါ ရေကိုပင်မီးလောင်နေချေပြီးငါတို့မှာဤတစ်ပင်ကြီး၌နေခြင်းငါမသိ။တဘာတော်တစ်ပင်တို့တွားကြကုန်အံဟုပြောဆို၍မိမိစကားကိုလိုက်နာတော်ငှက်တို့ကိုခေါ်ယူကပြန်၍တဘာတော်ရဲ့တို့တွားလေ၏။ငှက်မင်းစကားကို မလိုက်နိုင်ယူပဲမေရီကုံတော်ငှက်တို့ကအသက်ကုံချင်းတို့ရောက်ကုန်၏ဤဒေသနာတော်၏အဆုံး၌ထိုယဟန်သည်အာရတပုံ၌တည်၍ယဟန်သာဖြစ်တို့ရောက်လေ၏ဤတို့လင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနှစ်တန်သောဝတ္ထုတို့ကိုအနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါငှက်မင်းစကားကိုလိုက်နာတော်ငှက်တို့သည်ယခုအခါဘုရားပြိတ္တငှက်မင်းသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည် ကတာဒနာဇတ်တော်ဤတွင်ပြီးအခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပြီးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။